ီ2025တဲမှာကျမစီကိုကျမရဲ့မိတ်ဆွေနှစ်ယောက်ရောက်လာတယ်အဲ့ဒီနှစ်ယောက်က2021ခုနှစ်မှာဝေပမာဏ330နဲ့နေရာတနေရာဒီမှာ ေပွဲဝယ်ခဲ့တဲ့ပြည်ဖြစ်တယ်။နောက်တစ်ယောက်ကမြို့နယ်တစ်ခုရဲ့ဒေယာတေယာတခြားတစ်ယောက်ကတခြားမြို့နယ်ရဲ့ဒေယာတေယာဒါနဲ့သုံးမဲ့ပမာဏရှိတယ်။သုံးမဲ့ပမာဏက3600ပြည်ဖြစ်တယ်။အဲနောက်ပြီးတော့မြေကျဲပေ40ပြည်ထောက်တယ်ပြည်ဝယ်။ဝယ်မြေမျိုးစားတွေကိုဝယ်ပေးကြတယ်။အခုဒီ2025မှာသူတို့ရဲ့မြေွက်တွေကိုတန်ဖိုးသင့်ကြည့်လိုက်တဲ့အခါမှာတယောက်ရဲ့မြေွက်က3,000နဲ့9,500ကျားမှရပါတယ်။ ်ကျန်တဲ့တခြားတယောက်ရဲ့မိဘကကြာတယ်ဒိတ်လေးတော်လေးရောက်လာအဲ့တော့ဟလာသူ့တုံးတဲ့မိပမာဏကလည်းသူလည်းသူ့ဟလာဝယ်ခဲ့တဲ့ချိန်ကာလချင်းကလည်းပို့တယ်เนาะဟို2021ပြင်မယ်တယောက်ကတော့2021ပြင်စမ်းမိုက်မှာပေါ်တယ်တယောက်ကနှစ်လယ်ပိုင်းမှာပေါ်တယ် เนาะအဲ့တော့ဝယ်တဲ့အချိန်ကာလချင်းလဲတူတယ်ဟလာထားခဲ့တဲ့အချိန်ကာလချင်းလဲတူတယ်ဒါပေမဲ့ပြန်ရတဲ့ result ကြတော့တစ်ယောက်က9000နဲ့9500ကြားမှာရနိုင်ပြီးတော့ကျန်တဲ့တစ်ယောက်က4000နဲ့4500ကြားမှာပဲရနိုင်ရှိအဲ့ဒါကအားကွာတာလေဆိုတော့အဲ့ဒါကနေရာกว่าလို့ result กว่าပါတော့ဝယ်ခဲ့တဲ့နေရာလူကင်းချင်းกว่าကိုကြားလာတယ် result กว่าတာဖြစ်တယ်အဲ့ဒါကြောင့် အင်ချက်မြေဝယ်မယ်ဆိုလို့ရှိရင် location ကအလိုအမြတ်ပါဖို့အရေးကြီးတယ်။နေရာရွေးမှာဖို့အရေးကြီးတယ်။ခုလာဝယ်တဲ့လူတွေတိုင်းကအင်ချက်မြေတစ်ခုကိုဝယ်တယ်ဆိုလို့ရှိရင်ဟလာနေရင်လည်းနေနေလည်းနေလို့မယ်။ပြန်ရောက်ရင်လည်းမြတ်ရမယ်ဆိုတော့အတွေ့နဲ့လာဝယ်ကြတဲ့သူပါတရားမှာ60ကျော်ရောက်တာအဲ့ဒီအတွင်းနဲ့လာဝင်ကြတာဖြစ်တယ်။အဲအဲ့ဒီအင်ချမ်းပြေကကြတော့ အဲ့လိုမျိုးပြောဖို့ကိုမလို့တကယ်တကယ်ကြာအင်ချန်မြေရဲ့တဘာဝကိုက inflation rate ကိုကာကွယ်ပေးတာဖြစ်တယ်အဲ့တော့အင်ချန်မြေထဲမှာအမြတ်အလဲဆုံးလို့ဆိုတဲ့အင်ချန်မြေအမျိုးအစားက inflation rate ကိုကာမိတာ เนาะတကယ်တကယ်ကြတော့ HMB ကဝယ်ရေးရရွေးတာမှန်သွားရင်ဝယ်တက်လို့ရှိရင်ပေါ့เนาะဝယ်တက်သွားလို့ရှိရင် inflation rate ကိုပါရုံနဲ့ပါဘူးအမြတ်ပါပုံပြီးတော့ကြာအဲ့တော့ HMB တိုင်း HMB တိုင်းကတော့လဲဆို inflation rate ကိုစာရလေးကြည့်ပဲဖြစ်တယ်အဲ့ဒါကြောင့် HMB ဝယ်တဲ့အခါမှာပြန်ရောင်းရင်လည်းမြတ်ရမယ်ဆိုပြီးတော့ကြတော့ပြောနေဖို့မလိုဘူး HMB တိုင်းက အနည်းဆုံး inflation rate ကိုကာရာကြီးပဲဖြစ်တဲ့အတွက်ဟိုပြန်ရောက်ရင်ညံ့မယ်ဆိုတာလေးကြီးပဲတော့ပြောလို့ရတယ်သို့တော့ဘာကွာတာလဲဆိုတော့အမြတ်လဲတာနဲ့အမြတ်ပြားတာမကြဘူးကွာသွားတယ်နော်အာတချို့နေရာတွေကတော့တချို့လူတွေက၅ဆလောက်ညံ့နေတဲ့အချိန်မှာ၅ဆလောက် 瓜撇大嘞，对吗？不都你家李家那个撇大吗？还龙牛，俺家没瓜啥的，是的。俺家没奶牛，俺们那些外公家那撇大点，那年咋着没去？那年姑爷都让没去，你不知道？那年奶啥奶？年米啥米？瓜。俺家讲，好了，俺家没过过现代看嘛。老不龙牛，你家李李家，啊，帮我杀。俺家家啥？老龙李家李李家啥？ နည်းနည်းပဲရတာလဲဆိုတာကိုထေချာရွေးချယ်ပြီးတော့ဝဲခြင်းနဲ့နေရာရွေးမမှားခြင်းဘူးဆိုရင်ကျမတို့ပြည်မှာစံပြူဆောင်လို့လာပြီးတော့ဝယ်လို့ရပါတယ်။တခြားစဉ်းစားပြီးတော့ရွေးချယ်ပြီးတော့ဝယ်ပေးနေပါတယ်။ဒါအရှုပ်ရှင်းနေလည်းกินရမယ်။ဆိုင်ရစတန်းနေလည်းကောင်းရမယ်။ဈေးနှုန်းနေလည်းမှန်ရမယ်။နောက်ပြီးတော့ကိုလိုချင်တဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်၊နောက်ကိုယ့်ရဲ့အဲကိုယ့်ရဲ့နောက်ဒီကိုယ့်ရဲ့ဘိုးဆက်တွေနဲ့လည်း မိတဲ့ဟာကိုဝေးချပြီးတော့ဝယ်ပေးနေပါတယ်ဆိုတာကိုဒီဗီဒီယိုလေးနဲ့မျိုးတို့ကို sharing လုပ်ရင်းနဲ့ message ပေးလိုက်ပါတယ်ရှင်